ဒီနေ့မှာတော့အမျိုးသမီးငယ်လေးတယောက်ကမွေးစားမိဘတွေနဲ့အေးချမ်းတဲ့ဘဝမှာနေထိုင်နေခဲ့ပြီးတရက်မှာတော့သူ့ဘဝကိုပြောင်းလဲသွားမဲ့လူတွေကရောက်လာခဲ့တာကြောင့်အဲ့ဒီကောင်မလေးရဲ့ဖုံးကွယ်ထားတဲ့အရာတွေကတော့ထွက်ပေါ်လာခဲ့ပါတယ်။အရန်ကိုကြမ်းတမ်းတဲ့တိုက်ခိုက်ခန်းတွေကိုစိတ်ဝင်စားစွာကြည့်ရှုရမယ်။ There risk ဆိုတဲ့စကားလေးကို regret လုပ်ပေးလိုက်ရပါတယ်ဗျာ။ဇလန်လေးရဲ့အစမှာဆိုရင်တော့ကလေးမလေးတယောက်ကစမ်းသက်ကတစ်ခုကနေထွက်ပြေးလာခဲ့ပါတယ်။ အနောက်ကနေလဲစောင့်တွေကအသေးအတန်ရှာဖွေနေခဲ့ကြပြီးတော့အဲ့ဒီလုပ်ငန်းကိုဦးစီးတဲ့အမျိုးသမီးကတော့ဒီကောင်မလေးကိုကြောက်အောင်ရှာဖို့အတွက်အမိန်ပေးနေပါတယ်။အဆောင်ကောင်းဆောင်ကတော့ကလေးတွေကတာမန်မဟုတ်တာကြောင့်ရှာဖို့ခက်ကြောင်သိနေခဲ့ပေမဲ့ကောင်းဆောင်အမျိုးသမီးကတော့ဘာပဲဖြစ်ဖြစ်အဲ့ဒီကလေးကိုဆက်ရှာဖို့ကောင်းမှနေစေဖြစ်ပါတယ်။ဒီသွေးတန်တရရဲ့နဲ့ကလေးမလေးကိုလယ်သမားအဖိုးကြီးကတွေ့သွားတာကြောင့်အိမ်ထဲကိုခေါ်သွားခဲ့ပြီးတော့ဆရာဝန်ကတော့ကလေးမလေးရဲ့ဒဏ်ရာတွေကထင်သလောက်အချိန်နေမယ်ဆိုတော့မကြခင်တတ်တာလိမ့်မယ်လို့ပြောလိုက်ပါတယ်။ ဒါပေမဲ့လည်းဒီကလေးမလေးကအတိတ်ကိုတော့မှတ်မိမှာမဟုတ်ကြောင်းပြောပြီးတော့သူမတတ်တာလာရင်ဘာဆက်လုပ်ကြမှာလဲလို့မေးလိုက်ပါတယ်။အဖိုးကြီးကတော့သူတို့လင်မယားမှာကလေးမရှိတာကြောင့်ဒီကလေးမလေးကိုမွေးစားဖို့အတွက်ဆုံးဖြတ်လိုက်ပါတယ်။ဒီလိုနဲ့၁၀နှစ်လောက်ကြာသွားတဲ့အချိန်မှာတော့ကလေးမလေးဂျာရွန်ကအရွယ်ရောက်လာခဲ့ပါတယ်။ဆိုင်တဆိုင်မှာသူ့အိမ်ကတရိတ်ဆန်တွေတက်အစားကိုအကျွေးဝယ်ဖို့ပြောနေခဲ့ပါတယ်။ဆိုင်ရှင်ကအကျွေးမရောင်းချင်ပေမဲ့ဆိုင်ပိုင်ရှင်ရဲ့သားကတော့ဂျာရွန်ရဲ့ကားပေါ်ကိုအစာအိတ်တွေတင်ပေးလိုက်ပြီဖြစ်ပါတယ်။ ်ပုံစံကတော့ဒီကောင်မလေးကိုဆိုင်းရှင်သားကကျွေးနေတဲ့ပုံစံမှာဆိုင်းရှင်လေးဘာမှမတက်နိုင်တော့တာကြောင့်နောက်လာကြရင်အကျွေးဆက်ဖို့ကိုပဲဩပြောနေခဲ့ရပါတယ်ဆိုင်းရှင်လေးဂျာယွန်ကကားမောင်းထွက်သွားတဲ့အချိန်မှာတော့သူ့သားကိုရိုက်နှက်ပြီးတော့ဆုံးမနေခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲရဲကရောက်လာပြီးတော့ဂျာယွန်ကအသက်မပြည့်သေးပဲကားမောင်းနေတဲ့အကြောင်းကိုဆိုင်းရှင်နဲ့ပြောနေခဲ့ပါတယ်ဆိုင်ရှင်ကတော့ဂျာယွန်ရဲ့အဖေကနေမကောင်းတော့ကားမောင်းနာကိုခွင့်လွှတ်ပေးဖို့တောင်းပန်ပြောဆိုပေးနေပါသေးတယ်။ရှင်ကလည်းသူကဂျာယွန်ကိုစိတ်ပူလို့ပြောနေတာလို့ပြန်ပြောလိုက်ပါတယ်။ ီလိုနဲ့အိမ်ကိုပြန်ရောက်တဲ့အချိန်မှာတော့ဂျာယွန်ကသူ့ရဲ့အဖေကိုအလုတ်ကူဖို့ပြောလိုက်ပါတယ်။သူ့အဖေကတော့နေလဲစားမစားတဲ့အမေစီကိုတွားကြည့်ဖို့ပြောလိုက်ပါတယ်။ဂျာယွန်သူ့အမေစီကိုတွားမယ့်အချိန်မှာတော့အဖိုးကြီးကဂျာယွန်တယောက်အထီးကျန်မှာအစိုးရိမ်နာကြောင့်အဝတ်စားအစ်ဝယ်ပြီးတော့လာလာပပနေပြီးတော့ရီးစားရှာဖို့တိုက်တွန်းလိုက်ပါတယ်။ဂျာယွန်ကတော့သူအိမ်တော်ကြသွားမှနောင်တရမနေနဲ့လို့စားနောက်ပြီးပြန်ပြောလိုက်ပြီးတော့သူမကနေတိုင်းအကြောင်းဝတ်စုံတွေပဲဝင့်နေရတာကြောင့်အဝတ်စားအစ်မလိုဘူးလို့ပြောလိုက်ပါတယ်။ ညသာစားတဲ့အချိန်မှာတော့သတင်းတွေထဲမှာအမေသားဆေးတွေချဆင်းနေတဲ့အကြောင်းကြေညာနေခဲ့ပါတယ်။သူတို့မိသားစုကတော့စီးပွားရေးကလည်းတိတ်မပြေလေတဲ့အပြင်အမေသားဆေးကလည်းချဆင်းနေတော့အစာဖို့အရှုံးခံရမလို့ဖြစ်နေကြပါတယ်။ညာဤဖို့အတွက်ဂျာယွန်ကမျက်နှာတင့်နေရင်းနဲ့ခေါင်းကိုက်ဝေဒနာကိုခံစားရလို့ဒီယောဂအကြောင်းကိုအင်တာနက်ပေါ်မှာရှာဖွေကြည့်နေခဲ့ပေမဲ့တာမန်ယောဂလိုပဲထင်နေခဲ့ပါတယ်။နောက်နေ့မှာတော့ဂျာယွန်နဲ့မြောင်ဟီတို့တငယ်ချင်းတွေရောက်ကြောင်းသွားဖို့ကားပေါ်ကိုရောက်လာခဲ့ကြပါတယ်။ မြောင်ဤကတော့ဂျာရုံးကပတ်စံလိုနေတာကိုသိနေတော့တန်း900ရမယ်ပြိုင်ပွဲတစ်ခုကိုမိတ်ဆက်ပေးလိုက်ပါတယ်ဒီလိုနဲ့ဂျာယုံလေးပြိုင်ပွဲမှာစည်ရင်သွင်းလိုက်ပြီးတော့ပထမအဆင့်မှာလည်းအရွေးခံလိုက်ရပြီးအိမ်ပြန်ရောက်တဲ့ချိန်မှာတော့ဂျာယုံလေးမိသားစုနဲ့အတူသူ့ရဲ့ပွဲကိုကြည့်နေခဲ့ကြပါတယ်ဂျာယုံကဖြောပြေးပွဲမှာမျက်လည်ပြလိုက်တာကြောင့်ဂျာယုံရဲ့အမေကဘေးကနေတက်ခဲ့တာလေလို့မေးနေခဲ့ပြီးတော့မြောင်ဤကတော့လူငယ်တိုင်းကစူးစမ်းနေတဲ့ခေတ်ဖြစ်တာကြောင့်ဂျာယုံကိုစိတ်မပူဖို့ပြောလိုက်ပါတယ် ဒီလိုနဲ့ညရောက်တဲ့အခါမှာတော့ဂျာယွင်းရဲ့ခေါင်းကိုက်တဲ့ယောဂအခြေအနေကပိုဆိုးနေခဲ့ပြီးဂျာယွင်းရဲ့အိမ်ကိုတော့တော်ထဲမှာရှိတဲ့လူဆိုးတွေကစောင့်ကြည့်နေခဲ့ပါတယ်။နောက်တစ်ရက်မှာတော့ဂျာယွင်းကဒုတိယအဆင့်ကိုရှင်ပြန်ရမှာကြောင့်စိုးမျိုးကိုယထားနဲ့သွားနေခဲ့ပြီးတော့ယထားပေါ်မှာလေဂျာယွင်းတို့စီကိုကောင်းလေးတယောက်ကရောက်လာခဲ့ပါတယ်။ဂျာယွင်းကတော့ကောင်းလေးကိုမသိတဲ့အကြောင်းပြောနေခဲ့ပြီးတော့မြောင်ကြီးကတော့ကောင်းလေးကချောတာကြောင့်ဖုန်းချောင်းကိုတွင်းနေခဲ့ပါတယ်။ဒါပေမဲ့လေကောင်းလေးကတော့ ဂျန်ယွန်းကိုထူးဆန်းတဲ့စကားတွေပြောနေခဲ့ပြီးတော့ဆုံးမလို့ခေါ်လိုက်ပြီးလက်နဲ့ရိုက်ဖို့ကြွေလိုက်တာကြောင့်မြောင်းကြီးကလည်းသူ့တငယ်ချင်းကိုမလုပ်ဖို့ဟော်လိုက်ပါတယ်။ဒီလိုနဲ့ယထာဘောကလူတွေလည်းကောင်းလေးကိုအာယုံဆိုင်ကုန်ကြတာကြောင့်ကောင်းလေးလည်းထွက်သွားခဲ့ပြီးတော့မြောင်းကြီးကတော့ပွားစီပွားစီပြောနေခဲ့ပါတယ်။ထွက်သွားတဲ့ကောင်းလေးကတော့တနေရာမှာလူမိုက်တစ်ယောက်ကပြဿနာရှာတာကိုခံလိုက်ရတာကြောင့်ကောင်းလေးလည်းအဲ့ဒီလူမိုက်ကိုအဲ့ဒီနေရာမှာတခါတည်းတပ်ပစ်လိုက်ပါတယ်။ နောက်တစ်ခန်းမှာတော့ကြာယွန်းကပြိုင်ပွဲဝင်နေခဲ့ပြီးတိုက်ရိုက်ထိုးလွှင့်နေတာကိုတော့စန်းတက်ခန်းကိုဦးဆောင်တဲ့မိမကြီးနဲ့သူ့လက်အောက်ကအဆောင်ခေါင်းဆောင်တဲ့သူကြည့်နေခဲ့ပါတယ်။မိမကြီးကတော့ကြာယွန်းဘယ်သူလဲဆိုတာကိုတန်းသိသွားခဲ့ပြီးတော့တစ်ဖက်မှာတော့ကြာယွန်းကသူ့ရဲ့ကောင်းကိုက်တဲ့ယောဂါကဆိုးရွားလာတာကြောင့်ဆရာဝန်စီသွားပြနေခဲ့ပါတယ်။ဆရာဝန်ကတော့ကြာယွန်းရဲ့ယောဂါကိုကူသားဖို့ဆိုရင်တော့ရိုးရင်းချင်းစီလိုအပ်တာကြောင့်မိဘရင်းတွေကိုရှာမရမယ်လို့ပြောလိုက်ပြီးတော့ကြာယွန်းကလည်းယောဂါကလည်းပို့ဆိုးလာခဲ့ပါတယ်။ ီလိုနဲ့ဂျာယွန်စေးယုံအပြင်ကိုပြန်ထွက်တဲ့အချိန်မှာတော့လူဆိုးတွေကဂျာယွန်ကိုဖမ်းဖို့အတွက်လုံနေခဲ့ပြီးတော့မျောဤကတော့သူ့တပ်ငယ်ချင်းဖမ်းခံရမှာစိုးရိမ်နာကြောင့်တက်စီတစ်စီးကိုအမြန်ငါပြီးတော့နှစ်ယောက်သားကားပေါ်ကိုတက်သွားခဲ့ပါတယ်။နောက်တစ်ခမ်းမှာတော့ဂျာယွန်နဲ့မျောဤကကားဆောင်နေခဲ့ကြပြီးတော့မျောဤကတော့သူမအဖေစီကဖုန်းဝင်လာတာကြောင့်စကားသွားပြောနေခဲ့ပြီးဂျာယွန်တယောက်တည်းရှိနေတဲ့ချိန်မှာတော့ယထားပေါ်မှာတွေ့ခဲ့တဲ့ကောင်လေးကရောက်လာခဲ့ပါတယ်။အဲဒီကောင်လေးကတော့အရင်ကလိုပဲဂျာယွန်းကိုထူးဆန်းတဲ့စကားတွေပြောပြီးတော့အိမ်မှာကြံခဲ့တဲ့မိဘတွေက အသက်ကြီးတဲ့အကြောင်းနဲ့မြန်မြန်သွားကြည့်ဖို့ပြောပြီးတော့ထွက်သွားခဲ့ပါတယ်။အဲဒါကြောင့်ပဲဂျာယွန်လည်းသူ့အိမ်ကိုအမြန်ပြေးသွားခဲ့ပြီးတော့မြောင်ကြီးရဲ့အဖေကိုလည်းသူ့အိမ်ကိုအမြန်လာခဲ့ပြီးပို့အောင်ပြောပြီးတော့အမြန်ပြေးသွားခဲ့ပါတယ်။ဒီလိုနဲ့မြောင်ကြီးရဲ့အဖေကလည်းဂျာယွန်တို့အိမ်ကိုရောက်သွားခဲ့ပြီးတော့အဲဒီမှာတော့ကောင်လေးရဲ့ကားကလည်းရောက်နေခဲ့တာကြောင့်မြောင်ကြီးရဲ့ဖေလေးကောင်လေးကိုမှတ်ပုံတင်တောင်းပြီးတော့စစ်ဆေးနေခဲ့ပါတယ်။မကြာခင်မှာတော့ဂျာယွန်ကလည်းရောက်လာခဲ့ပြီးတော့သူ့အဖေနဲ့အမေကိုစိတ်ပူတာကြောင့် အိမ်ထဲကိုအမြန်သွားကြည့်လိုက်ပြီးတော့အိမ်ထဲမှာတော့သူ့ရဲ့ဖေကတော့မြောင်းကြီးရဲ့ဖေနဲ့အတူဖဲစော့နေခဲ့ပါတယ်။ဒီလိုနဲ့မြောင်းကြီးဖေပြန်သွားတဲ့ချိန်မှာတော့ကောင်လေးတွေကိုဆဲဆဲကြည့်လိုက်တဲ့ချိန်မှာတော့အမေရိကန်ကကလေးတွေလိုပြောလိုက်ပြီးတော့ဇွန်းကိုလှမ်းပြောတဲ့ချိန်မှာလေးဘာအချမ်းလက်မှရှိမနေတဲ့အကြောင်းကိုဂျာယွန်းကိုပြောသွားခဲ့ပါတယ်။ကောင်လေးရဲ့အဖွဲကလူတယောက်ကိုအပြည့်ရှင်းဖို့အတွက်တနေရာကိုရောင်းနေခဲ့ပြီးကောင်လေးကတော့သူ့ကိုတနက်နဲ့ပြစ်ဖို့လုံနေတဲ့သူ့ကိုစိတ်ဆွမ်းအားသုံးတနက်ကိုထိန်းချုပ်လိုက်ပြီးတော့အဲ့ဒီလူကိုပြန်တက်လိုက်ပါတယ်။ ဒီလိုနဲ့ကောင်းလေးတွေအဖွဲကသူတို့တက်ရမဲ့သူကိုတက်လိုက်ပြီးတော့အင်ကိုမီးရှို့ပြစ်လိုက်ပြီးအရန်ဆိုးသွမ်းပြီးတော့သွေးစာနေတဲ့လူတွေလိုအောင်ပွဲခံနေခဲ့ကြပါတယ်။တစ်ဖက်မှာတော့တေသွားတဲ့သူတရင်ကိုခေါင်းဆောင်မိန်းမကြီးကဖမ်းနေခဲ့ပြီးတော့အဆောင်ခေါင်းဆောင်ချွဲဖို့အလောက်ကနေနားဖို့ပြောလိုက်တာကြောင့်ချွဲကတော့ကောင်းမလေးကိုဘာလို့မလဲလို့မေးလိုက်ပါတယ်။မိမကြီးကတော့ဂျာယုံကအစကလေးကသူတို့လူဖြစ်တာကြောင့်နှမျိုးတယ်လို့ပြောလိုက်ပြီးတော့ချွဲကတော့ဂျာယုံကထိန်းလို့ရတဲ့သူတရားမဟုတ်တာကြောင့်အမြန်ဆုံးတက်ပြစ်ဖို့ပြောလိုက်ပါတယ် ။နောက်တစ်ခါမှတော့ဂျာယွန်းနဲ့မြောင်ကြီးညသာစားနေခဲ့ကြပြီးတော့အဖွားကြီးကတော့ကျမ်းမာရေးမကောင်းတာကြောင့်ဂျာယွန်းကိုမမတ်မိပဲနဲ့အတိတ်မှာဖြေခဲ့တဲ့ဂျာယွန်းကကွန်ပျူတာတစ်လုံးနဲ့သူမိဘအရင်းတွေကိုရှာနေတဲ့ကြောင်းပြောနေခဲ့ပါတယ်။ဒီလိုနဲ့ညာနေတဲ့အချိန်ကိုရောက်တဲ့အချိန်မှာတော့ဂျာယွန်းကခေါင်းတွေကိုက်နေခဲ့ပြီးတော့အပြင်ကနေခြေတံတွေကြားလိုက်ရတာကြောင့် အခန်းပြင်ကိုထွက်ကြည့်လိုက်ပါရင်အဲ့ဒီအချိန်မှာတော့လူစုတစ်ယောက်ကဂျာယွန်းရဲ့ခေါင်းကိုတနေ့နဲ့ချိန်ထားလိုက်ပြီးတော့မြောင်ကြီးကလည်းလေပင်းကိုဓာတ်နဲ့ထောက်ပြီးအဖမ်းခံထားရပါတယ် အဲ့ဒီလူဆိုးတွေတဲကခေါင်းဆောင်ကတော့ဂျာယွန်းကိုစုံးမလို့ခေါ်ပြီးတော့သူ့ရဲ့တန်ရာတွေကိုပြသနေခဲ့ပြီးဂျာယွန်းကတော့လူဆိုးတွေရှာနေတဲ့ကလေးကသူမဟုတ်တဲ့အကြောင်းပြောနေခဲ့ပါတယ်လူဆိုးတွေကတော့ဂျာယွန်းရဲ့တယုံမှန်ကိုပေါ်စေချင်တာကြောင့်မျောင်းကြီးကိုတတ်ဖို့ချင်းချောင်းလိုက်ပြီးတော့အချင်းနေမှန်တော့တာကိုတီးလိုက်တဲ့ဂျာယွန်းကတော့သူ့ရဲ့တယုံမှန်ကိုပြပြီးတော့လူဆိုးတွေအကုန်လုံးကိုကနတ်တလက်နဲ့တာတာရရလေးတတ်ပြစ်လိုက်ပါတယ်လူဆိုးတွေအကုန်လုံးထေသွားတဲ့အချိန်မှာတော့ကောင်းလေးကထွက်လာပြီးတော့ဂျာယွန်းကအရန်တော်တယ်လို့ချီးကျူးလိုက်ပြီးတော့မြောင်ကြီးကိုလည်းဂျာယွန်းကအထူးဆန်းနေတယ်မလားလို့မေးလိုက်ပါတယ် မြောင်ကြီးကတော့သူ့တန်ငယ်ချင်းကတာမန်ပါပဲလို့ကြောက်ကြောက်နဲ့ဖြေတင်ခဲ့ပြီးကောင်လေးကတော့ဂျာယွန်ကစာမလုပ်ဘဲနဲ့အเจ้าမှာတော်စုံစင်းဝင်တဲ့အเจ้าနဲ့ဘယ်ကိစ္စမှမစိုးအရန်တော်နေတာတွေကိုထောက်ပြလိုက်ပါတယ်။ဂျာယွန်ကတော့သူမကဘာမှမမှတ်မိဘူးလို့ပြောနေတာကြောင့်ကောင်လေးကလည်းသူ့ရဲ့တန်ရာကိုပြပြီးအဲ့ဒီတန်ရာကဂျာယွန်လုတ်ခဲတာလို့ပြောလိုက်ပြီးတော့အကုန်လုံးကိုမှတ်မိခြင်းရင်သူနဲ့လိုက်ခဲ့ဖို့ပြောလိုက်ပါတယ်။ဂျာယွန်ကမလိုက်ချင်တဲ့ပုံစံဖြစ်နေတာကြောင့်ကောင်လေးလည်းဂျာယွန်မလိုက်ဘူးဆိုရင်တော့မြောင်ကြီးနဲ့ဂျာယွန်ရဲ့မိဘတွေကိုတတ်ပြစ်မယ်လို့ပြောလိုက်ပြီး ဂျာယွန်ကလည်းငင်းလို့မရတာကြောင့်သူ့အဖေနဲ့အမေကိုဂယုစိုက်ပေးဖို့အတွက်မြောင်ဟီကိုပြောပြီးတော့လိုက်သွားခဲ့ပါတယ်။တဖက်မှာတော့ချွဲကလည်းလူစုပြီးတော့ဂျာယွန်ကိုတတ်ဖို့အတွက်အစီအစဉ်ဆွေးနွေးခဲ့ပြီးကောင်လေးကတော့ဂျာယွန်ကမိသားစုရွေးတာအရန်တော်တယ်လို့ပြောနေခဲ့ပါတယ်။ဒီလိုနဲ့ဂျာယွန်ကိုကောင်လေးတွေရဲ့အဖွဲကတိုက်တစ်ခုစီကိုခေါ်သွားပြီးတော့လုံချုံရင်တင်းကျက်တဲ့အခန်းတစ်ခုထဲမှာချုပ်ထားလိုက်ပြီးကောင်းဆောင်မျိုးသမီးကတော့ဂျာယွန်းကိုအကုန်မှတ်မိသွားအောင်လုပ်ပေးမယ်လို့ပြောပြီးသူတပည့်တယောက်ကိုဈေးတိုးခိုင်းလိုက်ပါတယ်။ ။ Giant Zero လိုက်တဲ့အချိန်မှာတော့သူအတိတ်ဘဝကိုပြန်မှတ်မိသွားခဲ့ပြီးသူ့ရဲ့အတိတ်မှာတော့သူ့လိုစမ်းသပ်ခံကလေးတွေလည်းအများကြီးရှိပြီးတော့စမ်းသပ်မှုမအောင်မြင်တာကြောင့်ကလေးတွေအကုန်လုံးနဲ့အသက်ခံလိုက်ရပါရင်ဂျိုင်ယွန်ကတော့သူ့ကိုတတ်တော့မယ့်အချိန်မှာထွက်ပြေးနိုင်လိုက်တာကြောင့်အခုချိန်ဒီအသက်ရှင်နေတာကိုမှတ်မိသွားခဲ့ပြီးဆိုးရွားတဲ့အတိတ်တွေကိုပြန်မှတ်မိသွားတဲ့ဂျိုင်ယွန်လေးသူ့ကိုလူမဆန်တဲ့လုပ်ရက်တွေဘာလို့လုပ်ရတာလဲလို့မေးနေခဲ့ပါတယ် မိမကြီးကတော့အဲ့ဒီစကားတွေကြောင့်စိတ်တို့သွားခဲ့ပြီးတော့ဒီလိုမျိုးအစွမ်းနဲ့ထမ်းမြတ်မှုတွေပေးထားတာကြောင့်သူ့ကိုကျေးဇူးတင်ရအောင်မယ်လို့ပြောလိုက်ပြီးဂျာယုံငငယ်တုန်းကရက်ဆက်တဲ့လေးချင်းမှုတွေနဲ့ဆန်းသက်ခဲ့ပေမဲ့ဂျာယုံကအကုန်လုံးကိုဖျက်ချော်နိုင်ခဲ့တဲ့ကြောင်းရှင်းပြနေခဲ့ပါတယ်။အဲ့ဒါကြောင့်ပဲဂျာယုံကသူတို့ဆန်းသက်မှုလုပ်တဲ့သူတွေထဲမှာအောင်မြင်ဆုံးဖြစ်ခဲ့ပြီးတော့ဒါပေမဲ့လည်းသူတို့ရဲ့ဆန်းသက်မှုကိုဖျက်သိမ်းတဲ့အချိန်မှာတော့ဂျာယုံကအဆောင်တွေကိုတတ်ပြီးတော့ထွက်ပြေးသွားခဲ့ပြီးအခုလိုအချိန်ထိအသက်ရှင်နေတာကိုအံ့ဩတဲ့ကြောင်းပြောလိုက်ပါတယ်။ အဲ့လိုစကားပြောနေတုန်းမှာပဲဂျာယုံကအကောင်းကြိုက်လာတာကြောင့်မိမကြီးလေးအဲ့လိုကောင်းကြိုက်တာကတေးသွားတော့မယ့်လက္ခဏာပဲလို့ပြောလိုက်ပြီးတော့မကြခင်မှာတော့ဂျာယုံမသေးအောင်လို့လိုအပ်တဲ့ဈေးကိုထိုးပေးလိုက်ပါတယ်။ဈေးထိုးပြီးတဲ့ချိန်မှာတော့မိမကြီးကလည်းဂျာယုံရဲ့အရေးချင်းကိုအစွမ်းကုန်အထိသုံးမယ်ဆိုရင်တော့ကောင်းကြိုက်တာတွေမဖြစ်တော့ဘူးလို့ပြောလိုက်ပြီးဂျာယုံကအဲ့ဒီဈေးကိုလာတိုင်းလိုအပ်လိမ့်မယ်လို့လည်းပြောနေခဲ့ပါတယ်။ဂျာယုံကိုဖမ်းလာတဲ့ကောင်လေးကတော့ဂျာယုံသူ့တို့ကိုလေစားသွားတယ်ဆိုတာကိုသိလိုက်ရတာကြောင့်သူ့အဖွဲ့ကိုခေါ်ပြီးတော့ဂျာယုံရှိနေတဲ့အခန်းထဲကိုသွားနေခဲ့ပါတယ်။ တဖက်မှာတော့ဂျာယွန်ကသူ့အကုံလုံးကိုမှတ်မိတယ်ဆိုတာကိုပြောနေခဲ့ပြီးသူ့ရဲ့အစွမ်းကိုသုံးပြီးတော့အခန်းထဲမှာရှိတဲ့ဆက်ပစ္စည်းတွေနဲ့ဖုန်းလိုင်းတွေကိုဖျက်လိုက်ပြီးသူ့အခန်းထဲမှာရှိတဲ့အဆောင်ကိုလည်းတပ်ပစ်လိုက်ပါတယ်။အဆောင်ထေသွားတဲ့အချိန်မှာတော့တနက်ကိုကောက်လိုက်ပြီးမိမကြီးရှိတဲ့နေရာကိုပြစ်လိုက်ပြီးတော့ကံမကောင်းစွာနဲ့ပဲဂျာထဲမှာရှိနေတဲ့မှန်ကကြီးကားမှန်ဖြစ်နေတာကြောင့်မိမကြီးလည်းဂျာယွန်ကအနေအများနာကြောင့်အိတ်ဆင်းငွေချက်ချင်းလွတ်ဖို့ပြောလိုက်ပါတယ်။ဒီလိုနဲ့အိတ်ဆင်းငွေလွတ်တာကိုရက်ခိုင်းလိုက်တဲ့အချိန်မှာတော့ဂျာယွန်ကအခန်းထဲမှာမရှိတော့တာကိုသိလိုက်ရပြီး ဂျာယွန်ကတော့မျက်နှာချက်ပေါ်ကနေမိမကြီးရှိတဲ့အခန်းကိုရောက်နေခဲ့ပါတယ်။ဒီလိုနဲ့ဂျာယွန်ကမျက်နှာချက်ပေါ်ကနေပဲမိမကြီးနာကစောင့်တွေကိုတပ်ပြစ်လိုက်ပြီးမိမကြီးကတော့ဂျာယွန်ကသူမခေါင်းကိုက်တာကိုပျောက်စေမဲ့ဖြေးစည်းလိုအပ်တာကြောင့်ဒီနေရာကိုကြောက်အောင်အကုန်လုံးစီစဉ်ခဲ့တဲ့အကြောင်းပြောနေခဲ့ပါတယ်။မိမကြီးကတော့ဂျာယွန်ကအယမ်းတုံနေတာကြောင့်သူစမ်းသပ်မှုကိုဂုံယူနေတယ်လို့ခန်းစားနေရပြီးဂျာယွန်ကတော့သူလိုအပ်တဲ့ဖြေးစည်းကိုပြပြီးတော့မိမကြီးရဲ့ခြေထောက်ကိုတနက်နဲ့ပြစ်လိုက်ပါတယ်။ ။တဖက်မှာတော့ချွေးကသူ့လူတွေနဲ့ရောက်လာပြီးစမ်းသက်ခံကောင်းလေးအဖွဲကိုတနက်တွေနဲ့ပြစ်နေပြီးတော့ကောင်းလေးကတော့သူ့အဖွဲတွေကိုထားခဲ့ပြီးတော့ဂျိုင်းယွန်ရှိရာကိုဆက်သွားလိုက်ပါတယ်။ကောင်းလေးရဲ့ပွဲဝင်တွေကလည်းအစွမ်းအားရှိတဲ့သူတွေဖြစ်တာကြောင့်ချွေးရဲ့လူတွေကိုတတ်နေခဲ့ပြီးတော့ချွေးကတော့အစမ်းသက်ခံတရက်ကိုတတ်ပြပြီးခေါင်းကိုချိန်ပြစ်ဖို့သူ့လူတွေကိုပြောလိုက်ပါတယ်။ဒီလိုနဲ့ချွေးကကောင်းလေးနောက်ကိုလိုက်သွားခဲ့ပြီးကြံနေခဲ့တဲ့ချွေးဖွဲ့သားတွေကိုတော့အစမ်းသက်ခံမင်းကလေးကအကုန်လုံးကြမ်းကြမ်းတန်းတန်းတိုက်ခိုက်ပြီးတော့တတ်ပြစ်လိုက်ပါတယ်။ ဂျန်ယုံကတော့ခေါင်းဆောင်မိမကြီးကိုခြေထောက်ကဆွဲခေါ်နေခဲ့ပြီးအဲ့ဒီချိန်မှာပဲကောင်းဒီကရောက်လာပြီးတော့ဂျန်ယုံကိုအရန်ပြင်းနဲ့လက်သေးနဲ့ထိုးလိုက်တာကြောင့်ဂျန်ယုံလည်းလွန့်ထွက်သွားခဲ့ပါတယ်။ဒါပေမဲ့လည်းဂျန်ယုံကချက်ချင်းပြန်ထပြီးတော့ကောင်းလေးကိုမတွေ့တော့တဲ့အချိန်တွင်းမှာအရန်တံမာလာတာပဲလို့ပြောလိုက်ပြီးတော့ကောင်းလေးကတော့ဂျန်ယုံကိုတတ်ပြီးမယ်လို့ပြောပြီးလေလုံးကြီးနေခဲ့ပါတယ်။မကြခင်မှာတော့ဂျန်ယုံကစတင်တိုက်ခိုက်ပြီးတော့ကောင်းလေးကိုနေရံမှာကတ်ထားလိုက်ပြီးသူတို့နှစ်ယောက်ရဲ့အဆင်ကမတူဘူးလို့ပြောလိုက်တာကြောင့်ကောင်းလေးလည်းစိတ်တို့သွားပြီးတော့အစွမ်းကုန်ပြန်တိုက်ခိုက်လိုက်ပါတယ် ။ကောင်းလေးကလည်းတာမန်လူထက်အစာပေါင်းများစွာလင်းမြန်နေပေမဲ့လေဂျာယွန်ကတော့လင်းမြန်တဲ့တိုက်ခိုက်မှုတွေကိုအသာရလေးရှောင်နေခဲ့ပြီးကောင်းလေးကိုရှယ်ပလန်နဲ့ပြန်တိုက်ခိုက်လိုက်တာကြောင့်ကောင်းလေးလည်းမှောက်သွားခဲ့ရပါတယ်။ဒီလိုနဲ့ဂျာယွန်ကကောင်းလေးရဲ့ခေါင်းကိုတနက်နဲ့ပြစ်ပြီးတော့အဆုံးသတ်ပေးဖို့လှုပ်လိုက်တဲ့ချိန်မှာတော့ချွေးကရောက်လာပြီးတော့ဂျာယွန်ကိုတနက်နဲ့ပြစ်လိုက်ပြီးမကောင်းဆိုးဝါးချင်းချင်းရံမဖြစ်ကြနဲ့လို့ပြောလိုက်ပါတယ်။ကျွေးကတော့နှစ်ယောက်လုံးကိုတက်ပြစ်ပေးမယ်လို့ပြောနေခဲ့တာကြောင့်ခေါင်းဆောင်မိမကြီးလည်းတက်ဖို့အတွက်အားပေးနေခဲ့ပြီး အဲ့ဒီချိန်မှာပဲခေါင်းဆောင်မိမကြီးနာကိုစံတက်ခံကောင်းမလေးကရောက်လာပြီးတော့လက်ပင်းကိုဓာနဲ့ထိုးမလို့လှုပ်လိုက်ပါတယ်။အဲ့ဒီချိန်မှာတော့ချွဲကမိမကြီးကိုတတ်ဖို့လုံးနေတဲ့ကောင်းမလေးကိုတနက်နဲ့ပြစ်လိုက်တာကြောင့်မိမကြီးလည်းချွဲကိုကျေးဇူးတင်တဲ့အကြောင်းပြောနေခဲ့ပြီးတော့ချွဲကတော့မိမကြီးကိုပါတနက်နဲ့ပြစ်တတ်လိုက်ပါတယ်။မိမကြီးသေသွားတဲ့ချိန်မှာတော့တနက်နဲ့ပြစ်လိုက်တဲ့ကောင်းမလေးကပြန်ထလာတော့ချွဲလည်းတနက်နဲ့ထပ်ပြစ်နေခဲ့ပြီးတော့ကြီးကကုံသွားခဲ့တာကြောင့်ကောင်းမလေးကိုလက်နဲ့ပဲတိုက်ခိုက်ပြီးတော့အမောက်သိမ်းလိုက်ပါတယ်။ ဒီလိုနဲ့ကောင်လေးတို့ဘက်ကိုပြန်ကြည့်လိုက်တဲ့အချိန်မှာတော့ဂျာယွန်ကပြောင်းနေခဲ့ပြီးချွဲလေသူ့နောက်မှာရောက်နေတယ်ဆိုတာကိုသိလိုက်တာကြောင့်တိုက်ခိုက်ဖို့လှုပ်လိုက်ပါတယ်။ဒါပေမဲ့လည်းဂျာယွန်ကအဆက်သက်ခံတွေထဲမှာအကျဉ်းဆုံးတယောက်ဖြစ်တာကြောင့်ချွဲကိုအလွယ်တကူတတ်နိုင်လိုက်ပြီးတော့ချွဲတည်သွားတဲ့အချိန်မှာတော့ကောင်လေးကပြန်ထလာပြီးတော့ဂျာယွန်လိုချင်တဲ့ဆေးကဘယ်မှာရှိတယ်ဆိုတာကိုပြောလိုက်ပါတယ်။အဲ့လိုစကားပြောနေတော့မှပဲမှောက်နေတဲ့အစမ်းတက်ခံကောင်မလေးကထလာပြီးတော့ဂျာယွန်းကိုတတ်ဖို့စူးစမ်းတာကြောင့်အဲ့ဒီကောင်မလေးကိုလည်းတတ်ပြစ်လိုက်ပြီးတော့ ကျန်နေတဲ့ကောင်လေးကိုတော့သူသိကျင်နာတွေမေးပြီးတော့တက်ပြစ်လိုက်ပါတယ်။လုံးနဲ့ဂျာယွန်နဲ့စမ်းသက်ခန့်ခန်းထဲမှာရှိတဲ့ဆေးတောင်းတွေကိုယူပြီးတော့ဆေးရုံတက်နေရတဲ့သူ့အမေစီသွားပြီးတော့သူယူလာတဲ့ဆေးကိုထိုးပေးဖို့အတွက်သူ့အဖေကိုပြောလိုက်ပါတယ်။ဂျိုင်းရဲ့အဖေကတော့ဂျိုင်းအရွယ်ရောက်တဲ့အချိန်ကစပြီးတော့သူ့အိမ်ကတရိတ်ဆန်တွေသေးတာကိုတိလိုက်ရတာကြောင့်အဝေးတဲ့နေရာကိုပို့လိုက်ဖို့စဉ်းစားခဲ့မိတဲ့အကြောင်းပြောလိုက်ပြီးတော့ဒိုင်မဲလဲဂျိုင်းရဲ့အမေကတော့အဲ့လိုမလုပ်ဖို့တားခဲ့တယ်လို့ပြောနေခဲ့ပါတယ်။ ဒီလိုနဲ့ဂျာယွန်လည်းသူ့အဖေမသိအောင်ထွက်သွားလိုက်ပြီးတော့သူ့တန်ငယ်ချင်းမြောင်ကြီးကိုလည်းနှုတ်ဆက်ပြီးတော့ထွက်သွားခဲ့ပါတယ်။သုံးလလောက်ကြာသွားတဲ့အချိန်မှာတော့ဂျာယွန်ကစန်းတက်ခန့်ခေါင်းဆောင်ရဲ့အမောင်ညီမကိုတွားတိနေခဲ့ပြီးတော့ဖြည့်စည်းတွေအကြောင်းကိုမေးနေခဲ့ပြီးဇလန်းလေးကလည်းအဆုံးသတ်သွားခဲ့ပါတယ်ဗျာ။